ကျွန်တော်ဒီနေ့ပြောပြသမှာတော့ page quality အနေနဲ့ဘာကြောင့်ဖြစ်လဲဘာကြောင့် page တွေမှာ straight လာလဲဆိုပြီးဒီ video မှာကျွန်တော်ပြောပြပြမယ်။များသောအားဖြင့်ကျွန်တော်ရဲ့ comment box တွေမှာကျွန်တော်ရဲ့ DM မှာလာပြောကြတယ်။ကျွန်တော် page ကဘလို့အမှားမျိုးလုပ်ခင်းမိနေတယ်ကြောင့်မို့ page မှာ straight TV page quality အဝါရန်ဖြစ်တော့ခဲ့တယ်အနေနဲ့ဖြစ်တော့ခဲ့တယ်။ Facebook page profile ad reach profile has some issue ဖြစ်တော့ခဲ့လေ video file လေးနဲ့ပြောပြပေးပါလို့ပြောတဲ့အတွက်ကြောင့်မို့ဒီ video မှာကျွန်တော်အနေချင်းနဲ့ကျွန်တော်ရှင်းပြပေးမယ်။တချို့ကျတော့ရှိရ original content တင်ရတဲ့ straight TV page quality အနေနဲ့ဖြစ်တော့ခဲ့တယ်။တချို့ကျတော့ copy post တွေ တေချာအက်တီမလို့ပဲနဲ့တင်းတဲ့အတွက်ကြောင့်မစတရိတ်ထိတော့ခဲ့တယ်ပေါ့နော်ဒီ page မှာဖြစ်ဖြစ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးအိမ်ဆုံးကျွန်တော်ပြောပြပြီးမှ page နဲ့ပတ်သက်ပြီးရှောင်းရင်းဆောင်းနဲ့ပတ်သက်ပြီးဖြစ်နေတဲ့ဥစ္စာနဲ့ပတ်သက်ပြီးဒီဗီဒီယိုမှာအားလုံးကျွန်တော်ပြောပြပြီးမှဒီဗီဒီယိုကြည့်ပြီးမှ Luigi Miro page ရဲ့ account တွေမှာဖြစ်ပြနေရဆိုရင်လည်း Luigi Miro ကိုယ်တိုင်ဖြည့်ရှင်းသွားလို့ရပါတယ်ဒီ page ကဇယောင်းနဲ့ page တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ဒီ page online မတိနားမလဲပဲနဲ့သူ page မှာတင်တဲ့ content နဲ့ relate ရှိတဲ့အခြား page အခြားတိုင်းကြီးရှိရတပ်ပုံ video file တွေအလွယ်တကူ download ဆက်ပြီးတခြား edit မလုပ်ဘဲနဲ့သူ့ရဲ့ page မှာတင်ပြီးသွားတဲ့ခါမှာအဲ့တပ်ပုံတစ်စင်း copy ည်သွားခဲ့တယ်ဗီဒီယိုတစင်ကော်ပိုရိတ်ထီမှာ page quality အနေအားဖြစ်သွားခဲ့တယ်အကယ်လို့ကျွန်တော်တို့ကကိုပိုင်တက်ပုံမဟုတ်ဘဲအခြား social media တက်ပုံတွေ download ဆွဲပြီးတင်မှာဆိုရင် corporate looking ရ edit လုပ်ပြီးတင်သွားရတယ်အဲ့ဒါလည်းဘလို့ edit လုပ်သွားရတယ်ဘယ် software နဲ့ edit လုပ်သွားရတယ်ဆိုပြီးမှကျွန်တော်အရှိဗီဒီယိုမှာကျွန်တော်တင်ထားပြတယ်အဲ့ဥစ္စာတစ်ချက်တော့ကြည့်နိုင်ပါတယ်နောက်တစ်ခုကျတော့ဒီ page နဲ့မသိနားမလဲဘဲနဲ့သူကိုယ်တိုင် original video လုပ်တယ်အဲ့ဒီ original video မှာနောက်ခင်တစင်ထည့်ပြီးသွားတဲ့အတွက်ကြောင့်မို့အဲ့ဒီနောက်ခင်တစင်တစင် corporate team မှာ page quality အနေအားဖြစ်သွားခဲ့တယ်ဒုတိယ step ကျတော့ဒီ page owner live stream လုပ်ပြီး ွားတဲ့ခါမှာ lunch time မှာလူတွေကိုနည်းနည်းလေးမြူးမြူးကြွကြွဖြစ်အောင်ဆိုပြီးအင်္ဂလိပ်တချင်းလေးတွေဖွင့်ပြီးတွားတဲ့ခါမှာအဲ့ဒီနောက်ခံတဆင့်တဆင့်နောက်ခံတချင်းနဲ့ corporate tv page ကိုလေးအနေနဲ့ဖြစ်သွားခဲ့တယ်။အဲ့ဒီ option နဲ့ပတ်သက်ပြီးလုံအောင်လုပ်လို့မရဘူး။ကျွန်တော်တို့ video တင်တဲ့ခါမှာနောက်ခံတချင်းမပါဘဲနဲ့ video quality ကောင်းကောင်းလေးလုပ်ပြီးတင်တော့ရတယ်။ quality ကောင်းကောင်းလေးဆိုတော့ကျွန်တော်တို့ video က ကြည်ကြည်လင်းလင်းဖြစ်ရမယ်ကျွန်တော်ပြောတဲ့စကားကြည်ကြည်လင်းလင်းပြက်ပြက်တော်တော်နောက်ကန် noise remote လုပ်ပြီးမှတင်သွားမယ်ဆိုရင်အဲ့ဒါဆိုရင်ပို့ပြီးအဆင်ပြေတယ်လူကြည့်များမယ် pitch မှာ video တင်တဲ့ခါမှာအရင်အရွှေတင်စရာမလိုအပ်ပါဘူး10မိနစ်အထက်ကနေ9မိနစ်အောက် video လေးတွေ3မိနစ် video လေးတွေလုပ်ပြီးတင်မယ်ဆိုရင်လည်းလူကြိုက်များပါတယ် pitch မှာ video တင်တဲ့ခါမှာဆိုရင်ကြိုက်တဲ့ချင်းတင်လို့မရပါဘူးတင်လို့တော့ရတဲ့အတိုင်းပဲ rush ကြရပါတော့မနေ့ပိုင်းတင်တာနဲ့ညနေပိုင်း၈နာရီ၉နာရီတင်တာ rush investment ပို့ပြီးမှထိရောက်ပါတယ်ခင်ဗျာနော် ဒါကြတော့ copy content နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပေးတယ်။တချို့ကြတော့ရှိသေးတယ်ပေါ့နော်။ဒီဇေယောင်းတဲ့လူတွေက Dyni Popular ဓာတ်ပုံတွေကို download ဆပြီး page မှာတင်ပြီးသွားတဲ့ခါမှာ rich englishment ကြပါခဲ့တယ်။ကြာလို့ရှိရင် page quality အနည်းအောင် page has been unpublished page has suspended ဖြစ်သွားခဲ့တယ်။အဲ့ဒါဘလို့ကြောင့်ဖြစ်လဲဆိုရင် Dyni Popular ဓာတ်ပုံအားလုံး copy ဓာတ်ပုံဖြစ်ပါတယ်။ Dyni ကလည်းဓာတ်ပုံတစ်ပုံလုတ်ပြီးဆိုရင်အဲ့ဒီဓာတ်ပုံတို့ရဲ့ social media တို့ရဲ့ website တွေမှာတင်ပြီးသွားပြီးဆိုမှတန်ရင် group မှာ popular တဲ့အတွက်ကြောင့်ကျွန်တော် affect ကလူတွေမသိနားမလဲဘယ်နဲ့အဲ့ဒီဓာတ်ပုံတွေ software တကူ download ဆို pitch မှာတင်ပြီးသွားတဲ့ခါမှာ copyright content ဖြစ်သွားခဲ့တယ်။အဲကြောင့် dynamic ပြပို့လိုက်တက်ပုံလေးကိုဆိုလို့ရှိရင်ဒီတိုင်းမတင်ပဲနဲ့ download ဆိုပြီးအိမ်ဆုံးပြန် edit လုပ်ပြီး crop ပညာလုပ်ပြီး edit လုပ်ပြီးမှနောက်ခံ data တွေကိုဖြတ်ချပြီးအဲ့ဒါမှ pitch မှာတင်ပြီးသွားမယ်ဆိုရင် copyright looking ပါတယ်ခင်ဗျာနော်။ကျွန်တော်ဒီအခြား social media တက်ပုံ download ဆွဲလိုက်တယ်ဆိုပြီးကျွန်တော်တို့ကြည့်တဲ့အခါမှာရိုးရိုးရှင်းရှင်းလေးထင်မိမယ်။ crop ပညာလုပ်ပြီးတင်သွားခဲ့ရင်တော့လုံးဝမရပါဘူးခင်ဗျာနော်။ဘယ် application နဲ့ edit လုပ်ရဆိုမှလည်းကျွန်တော်ပြပေးထားတယ်။ အရှိပီဒီမှာကျွန်တော်ပြပေးထားတာပေါ့နော်ကျွန်တော် download ဆွဲလိုက်တဲ့ tab ပုံမှာဆိုရင်နောက်ခံ data အချက်လက်လေးတွေအများကြီးပလာတဲ့အတွက်ကျွန်တော်အဲ့ဒီ data နှစ်ခု match ဖြစ်ပြီးသွားတဲ့ခါမှာ page က copyright ထိသွားခဲ့တယ်ပေါ့နော်အဲ့ဥစ္စာနဲ့ပတ်သက်ပြီးလုံအောင်လုပ်လို့မရဘူးနောက်တစ်ခုကျတော့ original video လုတ်တယ်ဒါပေမဲ့ကျွန်တော် page မှာတင်ပြီးသွားတဲ့ခါမှာ copyright ထိသွားခဲ့တယ်ဘာကြောင့်လဲလို့ပြောတဲ့လူတွေပြောတချို့ချောက်ရှိရ original video လုတ်တယ်နောက်ခံတစ်ချင်းထည့်တဲ့အတွက်ကျွန်တော်နောက်ခံတစ်ချင်းတစ်ဆင့် copyright ထိတယ်အဲ့ဒါကျွန်တော်ပြောပြသွားပြီဒုတိယတစ်ခုကျတော့ ကိုပိုင်ဗီဒီယိုလောက်ပြီးမှ edit video TikTok မှာသွားတင်တယ် TikTok အစင်းပြန် save လုပ်ပြီး page မှာလာတဲ့အခါမှာ TikTok က logo ပါတယ် TikTok ကနောက်ကသချင်းပါတယ် TikTok data ပါတဲ့အတွက်ကြောင့် corporate TV page quality အနေအားဖြစ်သွားခဲ့တယ် rich english မှာကြာသွားခဲ့တယ်ဒီ user နဲ့ပတ်သက်ပြီးလုံးဝလုံးဝလုံးလို့မရဘူးတချို့ချောက်ရှိရပါတော့ကျွန်တော်တို့က original content မတင်နဲ့ဒီ second shot နဲ့ပတ်သက်ပြီးတင်သွားခဲ့တဲ့အခါမှာအဲ့ဒီ second shot အစင်းပါလို့ rule on scan ဖြစ်ပြီးမှ page quality အနေအားဖြစ်သွားခဲ့တယ် span ဖြစ်ပြီးမှဘာလို့ page quality အနေအားဖြစ်သွားခဲ့လဲပြောရချင်မှာကျွန်တော်ဒီ page messenger မှာစကားပြောတဲ့ second shot တွေတင်လို့မရ ပေါ့တူတယောက်ရဲ့ pressy ပိုင်းဆိုင်ရာထိခိုက်တဲ့ဆိုတဲ့အတွက်ကြောင့် page quality အနီရော straight ထိတဲ့တင်တဲ့ admin မှာ straight ထိတဲ့ပေါ့နော်တူတယောက် profile pessimism နဲ့စကားပြော screenshot တူတယောက် pocket ရဲ့စကားလုံးနဲ့ပတ်သက်ပြီးကြံတဲ့နဲ့စကားလုံးနဲ့ပတ်သက်ပြီးရေးပြီးသွားတဲ့ခါမှာလည်း page quality အနီရဖြစ်သွားခဲ့တဲ့ straight ထိတဲ့ video လေးမှာဆိုလေကိုကြံတဲ့နဲ့စကားလုံးမျိုး sense လို့စကားလုံးမျိုးညင်ပတ်နှိစက်တဲ့စကားလုံးနဲ့ပတ်သက်ပြီးတင်သွားတယ်ညင်ပတ်နှိစက်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးလင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအားပေးအားမြောက်စကားတွေပြောသွားခဲ့တဲ့ဆိုလို့ရှိရင်လည်း page က straight ထိပြီးအနီရဖြစ်သွားခဲ့တဲ့ profile နဲ့အနီရဖြစ် ြစ်တတ်ခဲ့တဲ့အတွက်ကြောင့်မို့ဒီဥစ္စာအတူကူဆက်ပါလုံးဝတင်သွားလို့မရပါဘူးခင်ဗျာနော်နောက်တစ်ခုကြောက်ရှိရကျွန်တော်တို့ဒီဇေယောင်းစေဝတ်သမားတွေကဘောက်ချာစာရွက်နဲ့ပတ်သက်ပြီး live group အနေနဲ့ပေါ့ဗျာနော်တို့ရောဒီဒီလောက်ဒီလောက်ရောင်းရတဲ့ဆိုမှ live group အနေနဲ့ ဗောက်ချာစာရွက်လေးတွေပစ်စမစံမစကားပြောတဲ့ second shot လေးတွေငွေလွဲ second shot လေးတွေကိုကေပေးမှရှိတဲ့ငွေအမောင်ရဲ့ second shot လေးတွေအဲ့လိုမျိုးတင်သွားမယ်ဆိုလို့ရှိရင်လည်းဘာလို့ရှင်းဖြစ်တဲ့ leak ဖြစ်တဲ့ပေါ့နော်တူတူတယောက်နဲ့ပတ်သက်ပြီးလုံးဆော်တဲ့စကားလုံးမျိုး leak ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော် pitch quality အနေနဲ့ဖြစ်တဲ့ error set နဲ့ပတ်သက်ပြီးလုံးဝလုံးဝလုံးတော်လို့မရဘူးဒီ page မှာဒီမှာတစ်ချက်ချင်းမစရင်ဒီ page ကတိတ်မချခင်မှာ has been and puppy ဖြစ်တော့မှာပေါ့နော်ဒါပေမဲ့ဒီ page ကိုကျွန်တော်ပြုတ်ပြင်ပေးထားတဲ့အချင်းအတူတွင်းမှာပဲ page ကပြန်ကောင်းလာမယ်အဲ့အတွက်ကျွန်တော်ဒီအောက်က fish not recommendation ဥစားကျွန်တော်တစ်ချက်ရှင်းပြပေးပါမယ်ဒီ fish not recommendation ကဒီမှာတစ်ချက်ကြည့်မှာကျ you are fish not you are fish recommendation as suspended so suspended ဆိုပြတ်တော့ခဲ့တဲ့အတူတူဖြစ်ပါတယ်အောက်မှာ you are fish is not eligible to be suggested to new people right now လူလူအစ်တစ်တွေကို suggest people မနိုင်လူအစ်တစ်တွေကို people ကိုမနိုင်ဘူးပြောရပါတော့အခုလိုမျိုး fish က ဒီ start ချက်ချက်ဖြစ်တော့ခဲ့ပြီဆိုရင်တော့ဒီ page မှာ post အသစ် content အသစ် blog ပဲတင်နေလူအများစုရောမရောက်ပင်နေဒီ page မှာရှိတဲ့ follower အ ਨੇ ချင်းစီပဲရောက်တဲ့အတွက်ကြောင့်မို့ reach engagement ကျတော့ခဲ့တယ်။အကယ်လို့ကျွန်တော် page က star လဲကောင်းတယ် URL combination လဲ on ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော် page မှာတင်လဲတဲ့ post content ကကျွန်တော် page မှာရှိတဲ့ follower အားလုံးရှိကိုရောက်တယ်။ပြီးလို့ရှိရင် page က suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့်မို့ဒီ page နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေစီကိုလည်းလူအသစ်တွေစီက Facebook က automatic ပို့ပေးတဲ့အတွက်ကြောင့်မို့ဒီ page နဲ့ relative ရှိတဲ့ဒီ page နဲ့တင်တဲ့ content နဲ့ relative ရှိတဲ့လူတွေဒီ page ကို follow လုပ်ပြီးလာမယ် rich enrichment အစ်စ်တွေတိုးလိုက်ပြီးဇေယျအောင်စုပဲအဆင်ပြေလာမယ်အဲကဲလို့ video တင်ပြီးမှ stream edits နဲ့အလုပ်လုပ်တဲ့ content moderation နဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ဆိုလို့ရှိရင် dollar income တွေပို့ပြီးတိုးလာမယ် rpm တွေပို့ပြီးတိုးလာတဲ့အတွက်ကြောင့်အဆင်ပြေမှာပေါ့နော် page is recommendation မှာ suspended ဖြစ်နေတဲ့အတွက်ကြောင့်မို့တင်လိုက်တဲ့ post content rich enrichment အရင်ကြမယ် lunch လွှင့်လွှင့်ပြီးသွားမယ်ဆိုရင်ထုံးနည်းလကောင်းပါပဲ second လောက်ပဲတက်တဲ့အတွက်ကြောင့် page ကအရင်ကိုထိုင်ပိုင်းသွားမယ်ဒီ page ကိုပြန်ကောင်းလာအောင် blue affiliate တင်တော့မယ်ဘလို့ enable ဖြစ်ပြီးလောက်ဆောင်သွားရမယ်ဆိုမှာ အရှိဗီဒီယိုမှာကျွန်တော်ပြပြပေးမယ် request တပြုတင်မတင်နဲ့ပတ်သက်ပြီးအသေးစိတ် process လောက်ဆောင်မယ်အချက်တွေအားလုံးကျွန်တော်အသေးစိတ်ကျွန်တော်ပြပြပေးမယ်ဒီဗီဒီယိုမှာဒီလောက်ပဲကျွန်တော်အားလုံးဒီကျေးဇူးတင်တယ်ဗီဒီယိုအရင်ရှိသွားခင်လည်း boring ဖြစ်မဲ့အတွက်ကြောင့်မို့ဒီဗီဒီယိုကျွန်တော်ဒီနေ့တင်မယ်ဆုံးပြလိုက်ပါမယ်လူချင်းမင်းတို့တည်ချင်တဲ့ရှိရ service အချက်နဲ့ဆွေးနွေးနေအပေါ်ပဲပဲ number တစ်ဆင့် contact လုပ်ပြီးမှစကားပြောဖို့နေနေ service လကောင်းတင်နေတာလကောင်းအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်